ဒီနေ့ဆန္လာဆက်ရှင်နေဗိုလ်တော်ဦးနေအတွက်မိုးလဝတာခမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကုန်းပြည်ပေါ်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေပုံဟာဆက်လက်တရှိနေပြီးလာမယ့်ဆန္လာ20ရက်နေ့မှာဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းတရားရခိုင်နှုန်းရှိနေတယ်လို့မိုးလဝတာပညာရှင်ဝန်ထမ်းကခန့်မှန်းထားပါတယ်။အဲ့ဒီမုန်တိုင်းဟာမြန်မာနိုင်ငံဘက်ကိုဥတီဖို့တော့မရှိဘူးလို့လည်းဥဝင်နိုင်ကအသိပေးထားပါတယ်။ ဒီကနေ့ညနေအထိကရနီကရပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျိမန္တလေးတိုင်းမှာနေရာဆိတ်ဆိတ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာနံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ကချင်ပြည်၊ချင်းပြည်၊ရခိုင်ပြည်၊ပဲခူးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အမြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာမုတ်တုံးလေအားကောင်းရာကနေအာလုံကောင်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံးလေအားကောင်းနေပါတယ်။မြမကင်ရနယ်တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရမယံခါမုတ်တက်လီပင်များကြာရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းမြင့်ဆေဘေကနေဆန်နဘေကရှင်နိုင်ပါတယ်။